ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။တမိုင်းတစ်ချောင်းမှာတော့ဘရင်တစ်ပါးအနေနဲ့နိုင်ငံကိုဥဆောင်ခဲ့ကြသူတွေအများကြီးရှိခဲ့ကြပေမဲ့လည်းပြည်သူတွေရဲ့နှလုံးသားထဲမှာထူးထူးခြားခြားနေရာယူခဲ့သူကတော့ကမ်ဘောဒီးယားဘရင်နူရိုရန်ဒီဟနူပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာခေါင်းဆောင်တူဦးတွေကနေဘရင်ဝင်ကြီးချုပ် တော်လှန်ရေးကောင်းဆောင်နိုင်ငံရေးသမားနိုင်ငံတော်အကြီးအကဲစတဲ့ယာရုပေါင်းစုံကိုယူခဲ့ဘူးသူဟာအလွန်ပဲရှားပါးလှပါတယ်။ဒါပေမဲ့ကမ်ဘောဒီးယားနိုင်ငံမှာတော့ဒီလိုထူးခြားတဲ့ကောင်းဆောင်တူပေါ်ထွန်းခဲ့ပါတယ်။သူကတော့နိုင်ငံရဲ့သမိုင်းလျှောက်မှာအရေးပါဆုံးသောပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တဲ့ဘရင်နိုရိုဒန်တီဟနူပဲဖြစ်ပါတယ်။ သူဟာဘုရင်တပါဝင်ကြီးချုပ်တူတော်လန်ရေးကောင်းဆောင်တူနိုင်ငံတော်ရဲ့ဖခင်တူစတဲ့အခန်းခဏကနေပြီးနိုင်ငံကိုဥဆောင်ခဲ့သူတူဖြစ်ပါတယ်လိုရိုရန်တီဟနူကိုတော့1922ခုနှစ်အော်တိုဘာလ31ရက်နေ့ကဖနွမ်းပင်မြို့တော်မှာပဲမွေးဖွားခဲ့ပါတယ်သူဟာ1942ခုနှစ်မှာဗြိတိကိုလိုနီနယ်စပ်တွေရဲ့ရွေးချယ်မှုနဲ့ပဲဘုရင်ဖြစ်လာခဲ့ရသူပါဒီလိုဘုရင်ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ကမ်ဘောဒီးယားနိုင်ငံကိုတင်သစ်လက်အောက်ကနေလွတ်လပ်ရေးရရှိဖို့စတင်ကြိုးပမ်းလာခဲ့ပါတော့တယ်1953ခုနှစ်မှာသူဟာလွတ်လပ်ရေးအတွက် က်ပွဲဝင်ပြီးလွတ်လပ်ရေးရဖို့ပြင်သစ်ကိုတောင်းဆိုခဲ့တာကြောင့်ကမ်ဘောဒီးယားကိုလွတ်လပ်စေတဲ့လွတ်လပ်ရေးဘုရင်လို့အမည်ရစေခဲ့ပါတယ်။1955ခုနှစ်မှာတော့သူဟာနိုင်ငံရေးကိုစိတ်ဝင်စားလှုပ်ဆောင်နိုင်ဖို့အတွက်ဘုရင်ရာထူးကိုသူ့ရဲ့ဖခင်စီကိုလွှဲပြောင်းပေးအပ်ခဲ့ပြီးသူ့ဆိုရှယ်လစ်တိုက်ဝင်းဆိုတဲ့နိုင်ငံရေးပါတီတစ်ခုကိုတီထောင်ကဝန်ကြီးချုပ်တဦးဖြစ်နိုင်ငံကိုဆက်လက်ဦးဆောင်ခဲ့ပါတော့တယ်။ဒိုရိုဒန်တီဟနူရဲ့ခေါင်းဆောင်မှုပုံစံဟာအလွန်ကိုထူးခြားခဲ့ပြီးသူဟာပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့ဖို့ကြိုးစားခဲ့သူပါ။ဘုရင်ရာထူးကလည်းနန်းစုံပြီးနိုင်ငံရေးကိုလှုပ်ဆောင်ခဲ့သလိုပဲ အမေရိကန်နဲ့ BNN စစ်ပွဲအတွင်းမှာပဲဗက်မလိုက်မူဝါဒတွေကိုကျင့်သုံးခဲ့ပါတယ်။1980ပြည့်နှစ်စစ်အာဏာသိမ်းခံရပြီးနောက်မှာတော့တရုတ်ပြည်ကိုထွက်ပြေးတင်ဆောင်ခဲ့ရပြီးအဲဒီနောက်ပိုင်းမှာတော့ခမာနီဖွဲ့နဲ့မဟာမိတ်ဖွဲ့ပြီးနိုင်ငံကိုပြန်လည်လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတော့တယ်။ဒီဟနူဟာနိုင်ငံရေးခရီးစဉ်တစ်လျှောက်မှာနိုင်ငံတော်ရဲ့စည်းလုံးညီညွတ်ရင်းနဲ့ငြိမ်းချမ်းရေးအတွဲဆိုရင်ဒါမဆိုဆွတ်လွတ်နစ်နာခံရသူဖြစ်ပါတယ်။ပြည်သူတွေရဲ့ဘဝတွေကိုကာကွယ်ပေးဖို့အတွက်သူ့ရဲ့နေရာကိုတောင်ဆွတ်လွတ်ရဲသည့်အထိနစ်နာခံခဲ့သူတူလည်းဖြစ်ပါတယ်။ဒီဟနူဟာဆိုရင်ဘဝတစ်လျှောက်လုံးကိုနိုင်ငံရဲ့အကျိုး စည်းဝါးနဲ့ငြိမ်းချမ်းရေးအတွက်ပဲကြိုးစားခဲ့ပြီးဘရင်ဖြစ်ကနေယာရုနှိမ့်နဲ့ဝင်ကြီးချုပ်ဖြစ်ကိုယ်တော်ရွှေပြောင်းယူပြီးပြည်သူတွေနဲ့အတူတူလက်တွဲခဲ့ပါတယ်။သူဟာပြည်သူတွေရဲ့ဘဝတွေကိုအမြဲတမ်းစိတ်ပူပန်ပေးခဲ့ပြီးနိုင်ငံရေးအပြောင်းအလဲတွေကြားမှာလည်းပြည်သူတွေရဲ့လုံခြုံရေးကိုအမြဲဦးစားပေးကာခက်ခဲတဲ့အခြေအနေတွေကိုကိုယ်တိုင်ဦးဆောင်ရှင်းဆိုင်ခဲ့ပါတော့တယ်။ဒီဟနူဟာပညာရေးရင်ကျေးမှုနဲ့အမှုပညာတွေကိုလည်းအလွန်မြတ်နိုးသူတစ်ဦးဖြစ်ပြီးသူဟာရုပ်ရှင်ကားပေါင်းများစွာကိုကိုယ်တိုင်ရိုက်ကူးကာကမ္ဘောဒီးယားရဲ့ရင်ကျေးမှုအမွေအနှစ်တွေကိုကဘာကိုတိအောင်မိတ်ဆက်ပေးခဲ့ပါတယ်။ဒူရိုဒွန်တီဟန်ဒူဟာ2012ခုနှစ် အော်တိုဘာလ15ရက်နေ့မှာကွယ်လွန်သွားခဲ့ပြီးသူဟာကမ်ဘောဒီးယားနိုင်ငံကိုကမ္ဘာအကြီးဆုံးစစ်ပွဲတွေကြားကနေလွတ်မြောက်အောင်ကြိုးပမ်းပေးနိုင်ခဲ့သူတဦးဖြစ်ပါတယ်။နိုင်ငံရဲ့အနာဂတ်အတွက်ကိုချိုးစွန့်လွတ်ပြီးအနွတ်နာခံခဲ့သူတဦးဖြစ်အမြဲအမှတ်ရနေကြမှာဖြစ်ပါတယ်။သူရဲ့ကြော်ကြားတဲ့စကားတစ်ခုကတော့ကမ်ဘောဒီးယားမှာကျွန်တော်ကိုတတ်ချင်ရင်တတ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့နှလုံးသားနဲ့အချစ်ကိုတော့ဘယ်သူမှမဖျက်ဆီးနိုင်ပါဘူး။အဲ့ဒီအချစ်ကတော့ကျွန်တော်ချစ်တဲ့တိုင်းပြည်ကျွန်တော်ချစ်တဲ့ပြည်သူတွေအတွက်ပါပဲတဲ့။ဒီလိုစွန့်လွတ်နှစ်နာခံမှုတွေကြောင့်ပဲပြည်သူတွေရဲ့နှလုံးသားထဲမှာတော့အမြဲထာဝရရှင်သန်နေအောင်မဲ့ခေါင်းဆောင် ်တို့အဖြစ်ပြရှိနေမှာဖြစ်ကြောင်း တင်ဆက်ပေးလိုက်ရပါတယ်ရှင်။